ပရိသတ်တွေအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မြန်မာနိုင်ရှင်ရဲ့ Lee Plus Semi-final ပွဲစဉ်ကမြန်မာဒါဘီပွဲစဉ်တစ်ပွဲအကြောင်းကိုပွဲကြို30ချက်အနေနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုရင်ဗီဒီယိုစုံအောင်ကြည့်ပေးကြပါနော်မြန်မာဒါဘီပွဲစဉ်ဆိုလို့ဟာဂျေရနာဘုံလို့အသင်းနဲ့ရန်ကုန် United လို့အသင်းကဒါဘီဖြစ်စီရလားလို့ဒီနေ့ခေတ်မြန်မာနိုင်ရှင်ရဲ့ Lee ပရိသတ်တွေအနေနဲ့ထင်ကောင်းထင်နေကြပါလိမ့်မယ် ယတနာဘုံအတင်းအကြောင်းအားအရင်စပြီးတော့ပြောအောင်ပါယတနာဘုံတင်းရတော့လက်ရှိကွန်ကြော်မိုးထွက်ခွာသွားပြီးတဲ့နောက်မှာနိပြဥမြင့်ကိုကနေပြီးတော့တာဝန်ယူကင်တွင်နေရလဲဖြစ်ပါတယ်ဒီနေ့မှစပြီးတော့ကင်နဲ့ဥမြင့်ကိုရဲ့နိပြဟာတွေကယတနာဘုံအတင်းနဲ့အတူပြည်သက်တီကျင်းနေဆရာရက်လက်မျိုးတွေရယူပေးထားနိုင်တာတော့ကျွန်တော်တို့အခုလီဖလာအုပ်စုပွဲစဉ်တွေကစပြီးတော့မြင်တွေ့နေရပါတယ် ဆိုတော့ပြည်တွင်းလူငယ်ကစားသမားအများစုနဲ့ပဲဖွဲ့စည်းထားတဲ့ယတနာဘုံအသင်းကလက်ရှိဒီအသင်းမှာဆိုလို့ရှိရင်ဝါရင်တိုက်စစ်မှုဖြစ်တဲ့ပြည်မိုးရှိတယ်ရန်ကျော်စိုးဝေယံဖြိုးစုကြော်ကြော်ဒီလိုကစားသမားကောင်းနေရှိနေတဲ့ယတနာဘုံအသင်းနေနဲ့ဦးမြင့်ကိုရဲ့ကင်တွေမှုအောက်မှာတည်တည်ငြိမ်ငြိမ်နဲ့ရလက်ကောင်းနေပိုင်ဆိုင်ထားတာကိုကျွန်တော်တွေ့နေရပါတယ်ဆိုတော့ယတနာဘုံတင်းကအုပ်စု ဒီမှာကျွန်တော်တို့ယာမညာတို့ဆေဘာစတာတို့ဒဂွန်စတာတို့မြောက်ရီအတင်းတို့နဲ့ဒါတအုပ်စုတွေကြောက်ခဲ့ပြီးတော့မြောက်ရီအတင်းတင်းလေးကိုပဲ3929ဆိုတဲ့ရလက်နဲ့ရှုံးခဲ့ပြီးမြဲကျန်တဲ့3တင်းစလုံးကိုတော့ဂိုးပြတ်ရလက်တွေနဲ့အနိုင်ရရှိခဲ့ပြီးတော့ quarter final အဆင့်ကိုတက်ခဲ့တယ် quarter final မှာတော့ဒဂုံပို့လို့မကြောတဲ့အတင်းနဲ့အတွေ့မှာမိနစ်60အတွင်းဂိုးမရှိသေးကြခဲ့ပြီးတော့ penalty မှာ9969ဆိုတဲ့ရလက်နဲ့အခုလို semi final ကိုတက်လာခဲ့တာဖြစ်ပါတယ် ဆိုတော့ရနာဘုံတင်းရဲ့အုပ်စုပွဲစဉ်တွေကိုပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဦးမြင့်ကိုရဲ့နှီးပြော်ပိုင်းတွေကတကယ့်ကိုအလုတ်ဖြစ်ခဲ့ပြီးတော့ပြန်ပွဲတိုင်းမှာအဓိကဝိုင်းတိုက်စစ်မှုဖြစ်တဲ့ပြည်မိုးရဲ့တိုက်စစ်ပိုင်းဥဆောင်မှုတွေကလည်းအရေးပါသလိုအခု semi final ကိုတက်ရောက်လာခဲ့တဲ့အခြေအနေကလည်းပြည်မိုးရဲ့အခန်းကဏ္ဍတွေကအရေးပါတဲ့အခန်းကဏ္ဍမှာရှိနေတယ်လို့ကျွန်တော်ကပြောချင်ပါတယ်ဆိုတော့လက်ရှိတိုက်စစ်မှုပြည်မိုးအနေနဲ့အဲ အခုမြန်မာနေရှင်ရဲ့လီဖလားပြိုင်ပွဲမှာတွင်းကို၄ဂိုးအထိတွင်းထားပြီးတော့သူ့ရဲ့ဆွမ်းဆောင်မှုတွေကရနာဘုံအသင်းအတွက်တကယ့်ကိုအဓိကအခန့်ကဏ္ဍနေရာမှာပါဝင်နေတယ်ဆိုတော့ငြင်းလို့မရပါဘူးဆိုတော့ဦးမြင့်ကိုရဲ့ကစားဟန်ကသူ့ရဲ့အသင်းကိုဒီခန်းစစ်ပိုင်းအကောင်ဆုံးတိဆောက်တယ်လို့တိုက်စစ်ပိုင်းကလည်းဂိုးတွေမြေမြေဆိုင်ဆိုင်တွင်းနိုင်အောင်လေ့ကျင့်ပြူထောင်ပေးထားတဲ့အနေအထားမျိုးကိုကျွန်တော်တွေ့ရပါတယ် ုပ်စုတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ယာမညတို့စေပါစတာတို့ဒဂုံစတာတို့လိုအသင်းတွေကိုဂိုးပြတ်ရက်လက်တီနဲ့ပဲအနိုင်ရရှိအောင်ဆန်းဆောင်ခဲ့တဲ့အခြေအနေကတော့ဇေနာဘုံတင်းရဲ့တိုက်စစ်ကတော်တော်လေးဒီမနစ်ကတဲ့ဆိုင်ပို့ပြီးတော့ပွဲတပွဲမှာဘယ်အသင်းနဲ့မဆိုဂိုးတွေသွင်းနိုင်တဲ့အနေအထားမျိုးတွေတွေ့ရပါတယ်ဆိုတော့ရန်ကုန် United လိုမာကျောတဲ့ ပြည်တွင်းအင်အားကြီးအတင်းတင်းနဲ့တွေ့မှာရနာဘုံအတင်းရဲ့တိုက်စင်မှုတွေဖြစ်တဲ့ကျွန်တော်တို့ပြည်မိုးတို့ရန်ကျော်ဆိုးတို့ဝေယံဖြိုးတို့စုကြော်ကြော်တို့ဒီလိုကစားမမျိုးတွေဂိုးတွေထက်သွင်းနိုင်အောင်မလားဆိုတော့ကျွန်တော်ကစောင့်ကြည့်ရမှာပေါ့လေတဖက်ကရန်ကုန် United အတင်းပချံကိုကြည့်မယ်ဆိုရင်နိပြဦးကျော်ထွန်းကန်တွင်နေပြီးတော့တော့အုတ်စုပွဲစဉ်နေမှာအုတ်စု B မှာရိုင်ရန်ကုန်ရိုင်ရကိုဂုံးမရှိတေးကြတာလွဲပြီးတော့ဂျန်နဲ့ပွဲစဉ်၃ပွဲလုံးမှာ ကချင် United ကို9-6ဂိုးမရှိ AR ကို1-0 Maha United ကို6-9ဂိုးဆိုတဲ့ရလက်တီနဲ့အနိုင်ရရှိပြီးတော့ quarter final ကိုတက်တယ် quarter final မှာပြည်ရင်းမှာပြိုင်ပွဲအတင်းတင်းဖြစ်တဲ့ Hatary United လို့အတင်းကိုမိနစ်90တွင်ဂိုးမရှိတီကြခဲ့ပြီးတော့ဒါ Hatary နဲ့အတွေ့မှာတော့နီးပြဦးကျော်တို့ရဲ့ရန်ကုန် United ရဲ့အတင်းနေခက်ခက်ခဲခဲကြော်ဖြတ်ခဲ့ရတယ်ပြောရမှာဖြစ်ပါတယ် ဆိုတော့ penalty မှာတော့3ဂိုးတကိုးဆိုတဲ့ရလနဲ့အခုလိုပဲ Jin Fan တွေကိုတက်ခဲ့တာပါဆိုတော့နိပြဦးကျော်ဒွန်လက်ထက်မှာ Young United အသင်းရဲ့ပုံစံတွေကတည်ငြိမ်နေပြီလားဆိုတော့ကျွန်တော်ကတော့အားမရပါပြည်တွင်းမှာအင်အားကြီးတဲ့အသင်းတင်းဖြစ်သလိုရှောင်းလိုက်တဲ့အသင်းနဲ့အတူအမှတ်ပေးဖလားအတွေ့အပြိုင်ဖြစ်နေတဲ့ရန်ကုန်ယူနိုက်တက်အသင်းဟာလက်ရှိဒီအာဒီရာသီကြိုပြင်ဆင်မှုတွေကိုကြည့်မယ်ဆိုရင်ပြည်သက်တီအတွက်တကယ်ကိုအားရကျေနပ်စရာအခြေအနေတစ်ခုလို့ပြောမှာဖြစ်ပါတယ်။လက်ရှိ လပ်အသင်းမှာလည်းနိုင်ငံခြားကစားသမား၄ဦးလောက်ထိအားဖြည့်ထားပြီးတော့ဘရာဇီးကွင်းလေကစားသမားဘရန်တာအိုကင်မရွန်တိုက်စင်မှုမိုဂူရှိတယ်။ကင်မရွန်တိုက်စင်မှုမိုဂူကအခုလက်ရှိမြန်မာ National League ဖလားမှာဆိုလို့ရှင်၅ခုအထိတွင်းယူထားပြီးတော့အုပ်စုတွေမှာကချင် United အသင်းနဲ့ပွဲမှာဆိုလို့ရှင်သူ့ရဲ့ hat trick twin goal တွေတောင်ရရှိခဲ့တာကိုတွေ့ရပါတယ်။နောက်ထပ်တိုက်စင်မှုကွင်းလေကစားသမားတစ်ခုဖြစ်တဲ့ဂျမန်လူ ဂျပန်ကွင်းလေကစားမဖြစ်တဲ့အော်တိုဆိုက်တိုပေါ့ဒီကစားမကတော့ကျွန်တော်တို့စောင့်ကြည့်နေရတဲ့တော့အော်ကွင်းလေပိုင်းမှာရန်ကုန်အတွက်အာကိုရတဲ့ကစားမတူဖြစ်ရှိလာနိုင်တယ်ဒါပေမဲ့အခုမြန်မာ National League ဖလားပြန်ပွဲတွေမှာ Auto Site တို့ရဲ့ပုံစံမျိုးကြည့်ရတော့ကျွန်တော်တို့တိတ်ပြီးတော့အားရကျင်နေမှုတော့မရှိသေးဘူး။နောက်ထပ်ကစားမအထူးကတော့ကျွန်တော်တို့ဒီခန်းစစ်ပိုင်းကကင်မွန်ဒီခန်းစစ်ကစားမဖြစ်တဲ့ဒီစာတူးပေါ့လေ။ဒီဂျင်ကူစာတူးဖြစ်ပါတယ်။ဒီကစားသမား ကလည်းပဲရန်ကုန် United တင်းရဲ့ခန်းစည်မှာတော်တော်လေးဒီအားကိုးရတဲ့ခန်းစည်ကစားမတူဦးဖြစ်ကျွန်တော်တို့ရှုမြင်ရပါတယ်။နောက်ထပ်ကတော့ပြည်တွင်းကစားမကောင်းတွေဖြစ်တဲ့အတင်းကောင်းဆောင် David Tan တို့ Iso တို့ Hazia Lin တို့စော်ဝင်းသိန်းတို့ဒီလိုကစားမကောင်းတွေနဲ့စုပွဲထားတဲ့ရန်ကုန် United အတင်းရဲ့ပုံစံကလက်ရှိအချိန်မှာရတနာဘုံလိုအတင်းကသူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူးလို့တော့ပြောချင်ပါတယ်။ဆိုတော့ ဒါပေမဲ့နီးပြဥချုံဒွန်းရဲ့ပြန်ပွဲတစ်ပွဲကိုချင်းကပ်ပုံတွေကစောစောကျွန်တော်ပြောခဲ့သလိုပဲတိတ်ပြောအားမရပါဘူးလွယ်ချက်တွေရှိနေပါသေးတယ်ဆိုတော့ချီတူအသင်းနေအသင်းငယ်တွေနဲ့အတွေ့အမှာတောင်းမှပဲအနိုင်ရဖို့အတွက်တော်တော်လေးခက်ခဲတဲ့အခြေအနေတစ်ခုကြီးကျွန်တော်တွေ့ခဲ့ရပါဆိုတော့ quarter final မှာ Hansaru United အသင်းကိုခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီးတော့မှအခုလို semi final ကိုတက်လာတဲ့ရန်ကုန် United အသင်းနေနဲ့ ရတနာဘုံအတင်းကိုကြုတ်ဖြတ်ပြီးဘိုလ်လူပွဲကိုတက်ဖို့ဆိုတော့လွယ်မယ်လို့တော့ကျွန်တော်တော့မထင်ပါဘူးဘလိုပဲဖြစ်ဖြစ်ဒီပွဲကနှစ်သင်းစလုံးအတွက်ကတော့ရန်ကုန်ယူနိုက်တက်အတင်းကနောက်ပိုင်းနှစ်တီမှာအနည်းငယ်အသာစီးရတယ်ဆိုပေမဲ့ရတနာဘုံရဲ့လက်ရှိ DRD ပြင်ဆင်မှုပိုင်းနဲ့အတင်းရဲ့စုစည်းမှုအားကောင်းမှုတွေပြည်ရင်းကစားမားတွေရဲ့စိတ်ဓာတ်မာကျိုးမှုတွေကရန်ကုန်ရှင်လို့မရပါဘူးဆိုတော့ဒီပွဲက တကယ်ကိုပြိတက်တွေအတွက်ဇင်းဖိုင်နယ်မှာကြည်ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်သလိုပြိတက်အကြိုက်တွေ့စီမဲ့ပွဲစဉ်တစ်ပွဲဖြစ်မြင်တွေ့သွားရမယ်လို့လည်းယူဆပါတယ်။ဒါကြောင့်လည်းဒီပွဲကိုပွဲချုပ်သုံးသက်ချက်အနေနဲ့ကျွန်တော်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့နှစ်သင်းစလုံးကဘယ်အသင်းကနိုင်မလဲလို့နောက်ဆုံးအနေနဲ့သုံးသပ်ရမယ်ဆိုရင်တော့နှစ်သင်းစလုံးအတွက်နိုင်ဂျီယာတော့50 50မှာရှိနေပြီ။နောက်ဆုံးအနေနဲ့ဘယ်အသင်းကအနိုင်ရရှိပြီးတော့ဘောလုံးပွဲကိုတက်သွားမလဲလို့သုံးသပ်ရမယ်ဆိုရင်တော့ ကစားသမားအင်အားတောင့်တင်းတဲ့ရန်ကုန်ယူနိုက်တက်အတင်းကအနည်းငယ်နှာတပြားတာနေရတော့အားလုံးသိပဲဖြစ်ပါတယ်။ဆိုတော့ရန်ကုန်ယူနိုက်တက်အတင်းကတော့နောက်ဆင့်တက်ဖို့အတွက်နည်းနည်းလေးအလေးသာတယ်လို့ပဲပြောချင်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်မိနစ်60အတွင်းမှာဘောလုံးကဘာမှမဆိုဖြစ်သွားနိုင်တယ်ဆိုတဲ့အတိုင်းပြည်တွင်းကစားသမားအများစုနဲ့ဖွဲ့စည်းထားတဲ့ရတနာဘုံအတင်းရဲ့မာကျုံးမှုနဲ့နီးပြဦးမြင့်ကိုရဲ့နီးပြွာတွေကလည်းအဲ့ဒီမှာလုံးဝ short တလို့မရပါဘူး။ ဒါကြောင့်ရန်နာပုံတင်းကရန်ကုန်ကိုနိုင်ပြီးတော့ဘောလူဘဲကိုတက်သွားမယ်ဆိုရင်လေကျွန်တော်တို့အနေနဲ့အားအသင့်စရာတော့မရှိပါဘူးရန်နာပုံတင်းကိုတကယ်ကိုជីဂျူထောပနာပြုရမှာလေဖြစ်ပါတယ်ဆိုတော့ကျွန်တော်အမြင်ရပြောမယ်ဆိုရင်ရန်ကုန်အနေနဲ့လုံးဝခက်ခဲမဲ့ပွဲစဉ်တစ်ပွဲပါဒါဗီပွဲစဉ်လည်းဖြစ်တယ်ပြည်ရင်းကစားမကောင်းအနေနဲ့ဖွဲ့စည်းထားတာလည်းဖြစ်တဲ့အတွက်ရတနာပုံလိုအသင်းကိုကြော်ဖြတ်ဖို့ဆိုတာရန်ကုန်အတွက်လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး ဆိုတော့နိပြဦးကျော်တို့အနေနဲ့လုံးဝပေါ်ဆလို့မရဘူးဒီပွဲစဉ်မှာခါတိုင်းပွဲတွေတည်းပို့ပြီးတော့အာယုံစိုက်ရမယ်ပြိတ္တတွေကလည်းကျွန်တော်တို့စောင့်ကြည့်နေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အမြင်အရပြောမှဆိုရင်ဒီပွဲကရန်ကုန်အနေနဲ့အနှဲငယ်နှာတပြားအတာနဲ့ဘောလူပွဲကိုတက်သွားမယ်လို့တော့ယူဆပါတယ်ဆိုတော့ဒီနေ့ကတော့ဒီလောက်နဲ့ပဲကျွန်တော်နှုတ်ဆက်လိုက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဆုံးအောင်ကြည့်ရှုပေးခဲ့တဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ် နောက်ထပ်ဗီဒီယိုတွေလည်းဆက်ပြီးတော့တင်ပေးသွားအောင်ပါဖြစ်လို့ကျွန်တော်ရဲ့ Sport View TikTok channel လေးကို follow လုပ်ပြီးတော့အသေးပေး share ပေးကြဖို့လည်းပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်